အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ထားတာမှာပြလဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဗာနေရောယနေ့စစ်တပ်က905တွေကြီးပဲဘာကြောင့်လှုပ်ပေးတလဲဆိုတာကိုပြောပြလာတဲ့ဦးလေးကြီးတယောက်ရုပ်သံဖိုင်တွေကိုပြလဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒရုန်းလေးကြီးအဲ့ဒီအကြောင်းနဲ့ဆက်ဆက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ထားတာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်မနေ့က26ရက်နေ့ညနေအဲကျွန်တော်9နိုင်ွယ်6နိုင်ခါမှာကျွန်တော်ဒီနိုင်ငံရဲ့အကျဉ်းသားနဲ့ပတ်သက်ပြီးတော့ဟိုတည်င်းလေးတစ်ခုရတော့ကျွန်တော် post တွေတစ်ခုတင်ပေးလိုက်တော့ဗောနော်1000ဆရာတည်င်းဆိုတော့အဲ့ပြေဘက်မှာအဲ့ဒီ905ကကြီးနဲ့ပတ်သက်တဲ့အမှုအကျဉ်းကြားခံရတဲ့ခလေးတွေလွတ်ပေးလိုက်တဲ့ဆိုပြီးတော့ကျွန်တော်တို့အဲ့ဒါလေးကိုကြားရတယ်ကြားပြီးတော့နောက်တစ်ခုကပါကြားဆိုညစကြိုးတော့ 26ရက်နေ့17လပိုင်း2025ညနေည7:00နိုင်တည်းမှာတရားဝင်ထုတ်ပြန်လိုက်မယ်တဲ့အဲ့ဒီကိုလွတ်ငြိမ်ချမ်းသာခွင့်ပေးတဲ့အမှုတွဲတွေကိုပေါ့လေအဲ့ဒါနဲ့အဲ့လိုလေးကျွန်တော်ကြားတော့ကျွန်တော် post လေးတင်လိုက်တဲ့အဝမ်းသားစရာတည်င်းလေးရှိတာပေါ့ကျွန်တော်တို့ဒီနိုင်ငံအကျဉ်းသားတွေအတွက်ပေါ့သူတို့ကဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုလွတ်ပေးမလဲဆိုတာကျွန်တော်တို့ကြိုမသိဒါပေမဲ့ည7:00နိုင်တည်းမှာမနေ့က26ရက် စကလပိုင်း2025ရနေ့ညနေညဆင်းနိုင်တဲ့မှာဒီစစ်ခွေးတွေစီကအဲဘာစာတွေထွက်လာလဲဆိုတဲ့ခါကြတော့သူက905ကြီးနေတဲ့အချင်းကြခံလျက်ရှိတော့တနိုင်ငံလုံးမှာရှိတဲ့အချင်းကြခံနေရတဲ့နိုင်ငံရဲ့အကျဉ်းသားပေါ့နော်2300ပေါ့62ဦးကိုတဲ့လွတ်ပေးပါတယ်တဲ့ဒါကလက်ရှိအမိတ်ချပြီးသားအချင်းကြတဲ့905ကြီးပုံမှန်တစ်မျိုးတည်းကိုပဲလွတ်ပေးတာပါပေါ့နော် အလှုပ်ပေးတဲ့ခါကျတော့အမှ905ကကြင်နဲ့သူအရေးကြီးပါပြီးတော့ထောင်ချတာတာကအချင်းချတာတာက2361ဦးပါအဲ့2361ဦးမှာမနေ့ညနေတွေကသူတို့လှုပ်ပေးတဲ့ထောင်တွေလည်းလှုပ်ပေးနေတယ်ဒီနေ့မှလည်းဆက်လှုပ်ပေးနေတယ်ပေါ့ဒါကအချင်းတောင်တွေကနေလှုပ်တဲ့အရေးအတွက်ပေါ့နော်2361ဦးပါအဲနောက်ပြီးတော့သူကဘာထပ်လှုပ်ထားလေးတဲ့ဆိုတဲ့ခါကျတော့အဲနောက်စားဆောင်မှာကျတော့သူကဟိုတင်ဘာထပ်လှုပ်လာလဲဆိုတဲ့ခါကျတော့ ကျွန်တော်တို့ဒီဟိုတဲ့ online တွေးပေါ့နော်စစ်ခွေး online တွေးကအဲဘာကြီးညာတော့လဲဆိုတော့ခါကြတော့အဲ့ဒီမှာသူကကျွန်တော်တို့ဟိုတင်းကသူကရဇသတိပုံမှန်905ကကြီးရပြစ်မှုတရားစင်အကျဉ်းချောင်းထော်ဒီမှာကြက်ခလည်းစီအကျဉ်းသားအကျဉ်းသူဦးတဲ့924ဦးဦးတဲ့အိုရင်ထပ်ပြီးတော့တုတ်ပြီးတော့ဗောနော်အဲ့မှာသရုတ်စနှစ်ဆောင်လေးဘာဖြစ်နေလဲဆိုတော့ခါကြတော့ တစောင်းမှာကသူရေးရတာကဒီစာတစောင်းမှာကသူထောက်ပြန်ရတာက905ကကြီးရပြည့်မှုကြခံရောတဲ့အကျဉ်းတော်ဒီဒီမှာ2063ဦးနောက်တစောင်းမှာ824ဦးဒါမှကျွန်တော်တို့ဒီပြည်သတင်းဌာနတွေကြည်လိုက်တော့အလုံး3060ရှိတာပေါ့နော်အဲ့900ကကြီးနဲ့သူကကြံသွားလို့ထပ်ပြီးတော့ထောက်ပြန်တဲ့ဘောမျိုးတစ်ချိန်တည်းမှာပဲသူအဲ့လိုမျိုးနောက်ထပ်အစ်စ်ထောက်ပြန်လာတာတွေ့လိုက်တယ်တွေ့လိုက်တော့ဒါမှတချို့သတင်းဌာနတွေကရေးတာက 905ကကြီနဲ့အကျဉ်းချနေတဲ့တနိုင်ငံလုံးမှာအကျဉ်းသားအကျဉ်းသူပေါင်းစုစုပေါင်း3000ကျော်ပေါ့နော်ဒါပေမဲ့အခုသူတို့ပြောတဲ့ပုံစံနဲ့လက်ရှိစည်ရင်နဲ့တိုက်လိုက်လို့ဆိုရင်အရေအတွက်က3000ကျော်ဆိုတာမှန်ကန်ပါတယ်အစ်စ်ခွေးတွေကလည်းဒီနေ့မှာအဲဒီဒီစစ်ခွေးတွေမှာရှိတဲ့တနိုင်ငံလုံးမှာရှိနေတဲ့ဒီအကျဉ်းတောင်တွေကနေပြီးတော့မှလွတ်ပေးနေပါပြီတဲ့အဲတချို့အကျဉ်းတောင်တွေကလည်းအဲ့လိုခံဝင်နေပါလေတော့ရှိတော့ဒီကောင်တွေကတော့ယူသသပြသွားဖို့လေးဖြစ်မလားအဲအဲ့လိုမျိုးလွတ်လာပြီတော့ပေါ့နော်အဲ့ဒီမှာမှ तू က နောက်စာတစ်စောင်မှာသူကကျွန်တော်တို့ကဘာတွေ့လဲဆိုတော့သူက905ကကြီးနဲ့အေးယူလာတယ်အမှုဖြစ်နေတာအမှုမပြီးသေးဘူးတရားရုံးရဲ့ဆိုင်တော်မှာအဲ့ဒီလူတွေလွတ်ပေးတယ်အမှုပိတ်သိမ်းပေးလိုက်တယ်အဲ့ဒီလူတွေအကုန်လုံးဒါအချုပ်ကနေလွှမ်းမဲ့လူတွေပေါ့နော်အဲ့ဒီမှာနောက်တစ်ခုကဘာစီတည်လဲဆိုတဲ့အခါကျတော့905ကကြီးနဲ့သူတို့အမှုဖွင့်လာတဲ့လူတွေရှိအဖမ်းမခံထွက်ပြေးနေကြတယ်တချို့က905ကကြီးအတုတွေလုတ်ပြီးတော့ဟိုအမေရိကသွားတတရားနိုင်ငံတွေကော်စီလို့ဘာလို့ခိုးထွက်လာတာဟာတွေလည်းရှိပါတယ် ါအကျော်နိုင်ငံသားတွေဆိုမဟုတ်စစ်ခွေးစီကနေအကျန်စီရှိရှိနဲ့ဒီကောင်နဲ့ငားရငားကာကြီးထုတ်ပြီးပါငားရငားကာကြီးအမှုထုတ်ပြီးပါအဲဘာလို့လဲဆိုအဲငားရငားကာကြီးကိုဟိုရဲခွေးတွေနဲ့ပေါပြီးတော့မှငားရငားကာကြီးတထုတ်တယ်အတချို့လည်းတရားရုံးနဲ့ပေါပြီးအရဲခွေးတွေနဲ့ပေါငားရငားကာကြီးထုတ်ပြီးတော့မှတတရားနိုင်ငံခိုးလစ်သွားတဲ့မတားရရှိတဲ့တက္ကမုံမျိုးဆိုတော့ကောအကောင်အကောင်ပါတယ်နောက်တစ်ကောင်ရှိတဲ့အော်စီမှာကျွန်တော်နံပါတ်ရုံးနဲ့တက်ပြောလို့ရတာเนาะဒါမှကျွန်တော်ထားလိုက်တက္ကမုံမျိုးကတော့ဘာကြောင့်နံပါတ်ရုံးနဲ့တက်ပြောလို့ ဒီကောင်စောက်ကျင်းတော်တော်ရုပ်သွားတာလေကျွန်တော်တိုင်ပြပေါ့အများကြီးပဲတော်လှန်ရေးကာလမှာအများကြီးလုပ်သွားတယ်တက္ကမုံညငါတဲ့ပြောရတော့ရှင်းကျင်တယ်ပါဆိုမကြိုက်တဲ့နေရာနေလာခဲ့ရောမင်းငါပါလဲဆိုတော့မင်းတို့အမေရိကန်မှာမင်းတို့နဲ့တဟိုတယ်တဲ့အတူတူနေလာတဲ့လူတွေမသိလေလာမင်းခွေးကြီးခွေးကြမ်းတဲ့ဟိုတယ်မှာတော့မင်းမနေပါနဲ့ဟိုအိမ်သခိုးအိမ်ဒီအိမ်သခိုးအိမ်မင်းတော်တော်ကန်ကောက်လို့အမေရိကန်ရောက်သွားတာငါဒီဘက်မှာအလုပ်များနေလို့ အဲ့ဒါဆင်းရှင်းပြောတာတော့ဒါကျွန်တော်ကတဲ့ပြောတာတဲ့ပြောဆိုပုဂ္ဂိုလ်ရေးရမုံဒီလိုမို့တက်ကမုံညောကျွန်တော်ကခါမရင်းနေမှုမရှိခင်မှုလည်းမရှိအပတ်သက်မှုလည်းမရှိဒါမှတော်လိုက်ရင်းနဲ့ပတ်သက်တဲ့ခါကျတော့ဒီကောင်ဒီပြည်နေဆက်မှာလာပြီးခိုးလုံနေတဲ့ချိန်မှာကျွန်တော်နေဆက်ကိုမထင်မှတ်ပဲကျွန်တော်လည်းရောက်ခဲ့ကြတယ်ရောက်တဲ့ချိန်မှာကျွန်တော်တို့ကဒီတော်လိုက်ရင်းနဲ့ပတ်သက်ပြီးအရေးကြီးတာတွေလှုပ်ရှားကြီးတာတွေလှုပ်ကြမယ်စီစီလုံးလုံးတန်းတန်းမင်းမင်းလှုပ်မစုလို့မှအဲ့ဒါအကောလုံးနိုင်ငံရေးနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအကောလုံးကျွန်တော်တွေးကြတယ်တွေးပြီးတော့ဘာလုပ်မှာဘာလုပ်မှာဘာလုပ်မှာဘာပြောမှာဘာဆိုမှာဘယ်သူဘာလုပ်မှာငါတို့ဘာလုပ်မှာစုလို့မှ ဘက်ဆောင်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်ပြီးလုပ်ဖို့အတွက်ကျွန်တော်ကြိုးစားတဲ့ချိန်မှာအမှဘာတွေတွေ့ရဆိုအဲ့ဒီတော်လိုင်းရင်းနဲ့ပတ်သက်ပြီးအချင်းနှိပြည့်စင်မဲ့စကားအချင်းနှိဆိုတာတော်လိုင်းအတွက်ကြုံမရှိဘူးတပွားမောင်ဖြူမကောင်းဆိုမောင်ဖြူကိုကောင်းအောင်ဘယ်လိုပတ်ဘူးရမလဲဆိုရဲအစိတ်ပိုင်းမျိုးတွေးပြီးတော့သွားမှာတော်လိုင်းရင်းမှာအဟိုလူမကောင်းလို့ဟိုလူဖယ်လိုက်ဒီလူမကောင်းလို့ဒီလူဖယ်အဲ့လိုသွားလုပ်လို့မရဘူးအခုကျွန်တော်တို့ဒီတက်ကစီရံလောက်တာတော့မှကျွန်တော်တို့ဘာမုံနဲ့သွားဆိုတိုက်ခိုက်ရင်စီယုံစီယုံရင်တိုက်ခိုက်တိုက်စီပုံစံမျိုးနဲ့သွားမှာရန်သူကိုမိတ်ဆွဖြစ်အောင်ဖွဲ့စည်းရအောင် အမိတ်ဆွေဖြစ်လာပြီဆိုမိတ်ဆွေအစစ်မှန်လားပြန်လဲဆန်းစစ်ရမှာမိတ်ဆွေစစ်မိတ်ဆွေမှန်ဆိုရင်ကျွန်တော်ပြန်ဥပမာကျွန်တော်ဗမုတင်လဲအောင်လို့ပြောဆိုဒါကျွန်တော်သူတော်လိုင်းကိုဒီမော့ဒီဟိုဒီစီရန်လောက်လာခဲ့တော့ဒီကျွန်တော်တို့နယ်ဆက်ရောက်တော့ကျွန်တော်နဲ့တော်တော်ရင်းနှီးခဲ့ပါတယ်အခုလည်းရင်းနှီးပါတယ်ဥပမာဗမုတင်လဲအောင်လို့ဗမုနောင်ရိုးလို့ပြောဆိုဒါကျွန်တော်တို့အတူတူသူတို့စီရန်လောက်လာတာနောက်ပြီးတော့ဆရာဝန်တွေပေါ့နော်တကယ်အရာရှိတွေအများကြီးကျွန်တော်စဉ်းစားပြမစီတော်လိုင်းကရရလာမှာဒီစီရန်လောက်လာတဲ့ တကယ်ကိုတော်လိုင်းကြီးဆက်ဆခြင်းစီရင်လောက်တာလေတတ်မလို့အရာရှိတွေတော်တော်များများရှိပါတယ်ကျွန်တော်နဲ့အရင်ရင်းနှီးပါတယ်လက်ရှိလည်းအတူအလုပ်တူတူတွဲလုပ်နေကြပါတယ်အဒီလိုအခြေအနေမျိုးမှာအဘာတွေဖြစ်တယ်လဲဘာလို့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့တဘောကကျွန်တော်တို့ကဘာလဲဆိုတော့စောစောတော့ပြောတာတိုက်စီစီယုံရင်တိုက်ခိုက်တိုက်ခိုက်ရင်စီယုံ အစည်းယုံပြီးတော့ကိုစည်းယုံတာတဲ့သူကမိတ်ဆွေအစ်စ်မှန်လားမိတ်ဆွေအတူရောက်တာဖြစ်လဲဆန်းစီရတယ်။အော်ကိုသက်စည်းလိုက်ယုံလိုက်တဲ့သူကမိတ်ဆွေအစ်စ်မှန်ဖြစ်ခင်ကိုတွေအတွက်အရန်တန်ဖို့ရှိသလိုစည်းယုံခံရတဲ့လူတွေအတွက်လည်းတန်ဖို့ရှိဟိုကဘုံတင်လဲအောင်လို့ဆိုရတာကျွန်တော်တို့တန်ဖို့ရှိတဲ့ပုံပေါ်တယ်ဟိုကဘုံမနောင်ရိုးလို့ပါလို့ဒါကြောင့်မြောက်ပြီးပြောတာမဟုတ်တန်ငယ်ချင်းပေါင်း border အကန့်နဲ့ပဲကျွန်တော်တို့ဟိုတွေတော်လိုင်းအကန့်နဲ့ border အကန့်နဲ့ပဲကျွန်တော်တို့ပြပြဒါလည်းတကယ်ပြပါဟိုကဘုံကြီးထက်မြတ်တော့ဆိုရတယ်အကုန်လုံးနဲ့ကျွန်တော်တို့ကဟိုရင်းနှီးပါတယ်အဲရင်းနှီးတဲ့ခါကျတော့ဘာဖြစ်လို့လဲဆိုတော့ဒါကတော်လိုင်းရေးမှာ ကျွန်တော်တို့ကပထမပါဆိုသူကစစ်ခွေးစိတ်မှရှိတော့ကျွန်တော်တို့ရဲ့ရန်သူကျွန်တော်တို့ကတော်လိုင်းဘက်မှာရှိတယ်သူကစစ်ခွေးဘက်မှာရှိတယ်အဲ့ချိန်မှာရန်သူဒါပေမဲ့စီရီယံလှုပ်လာတဲ့ခါကျတော့မိတ်ဆွေဖြစ်သွားအမိတ်ဆွေဖြစ်သွားတဲ့ခါကျတော့အဘာကြောင့်မိတ်ဆွေဒီမိတ်ဆွေဒီငါတို့ကမိတ်ဆွေခေါင်းလားမိတ်ဆွေအစ်က်မှန်လားကျွန်တော်ပြန်ခွဲကြတာပြန်ခွဲကြတဲ့ခါကျတော့ဒါမိတ်ဆွေကမိတ်ဆွေအစ်က်တွေမိတ်ဆွေအမှန်တွေဖြစ်တယ်ပေါ့အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ကတော်လိုင်းကိုသွားကြတယ် ဲ့သွားတဲ့ချက်မှာတက်ကမုံညို့ဆိုတော့အဲ့ကောနေဇတ်မှာနေပြီးတော့အဲ့တတရားနိုင်ငံသွားဖို့အတွက်ပောက်ပန်စီတကောက်လုပ်ပြီးတော့ပြင်တော်လိုင်းရင်နဲ့ပတ်သက်ပြီးတော့မှဟိုလူလက်ညှိုးထိုးပြီးဝင်ပါလားဒီလူလက်ညှိုးထိုးပြီးဝင်ပါလားကျွန်တော်မေးကြည့်မလို့အဲ့ဒီကောအဲ့ဒီချိန်နဲ့ကျွန်တော်ဒဲ့မေးမလို့ကျွန်တော်ဒဲ့သွားတာကျွန်တော်ဒဲ့သွားလို့ဆိုဒီကောက်နဲ့ပတ်သက်တဲ့အဲ့ဒီကောက်နေတော့ဟိုတယ်ရဲနေတဲ့သူတွေတော်တော်များသိတယ်တချို့တိတော့မတိလိုက်အာခင်ဗျားလည်းဒီနေဟောက်လည်းခင်ဗျားလက်လောက်ရတာငါလာလောက်တာလို့မရှိဘူးအဲ့နေရဲ့ကောအဲ့အခန်းထဲမှာကြော်တဲ့မင်းလို့ မင်းတော်လိုင်းနဲ့ပတ်သက်မင်းဘာစောက်လို့လုတ်သွားလဲငါမင်းတခွန်းလာပြောကြည့်ရောမင်းတနိုင်ငံလုံးတိုင်းတာနဲ့ပဲမင်းကပြောမှာဟိုရွာအတွက်ဒီရွာအတွက်ဆိုပြောရင်ငါကတ်တာကြောက်ဟိုကမင်းကရန်ကုန်ကနေပြေးလာတဲ့နေပြည်တော်ကနေပြေးလာတယ်ကွာဟန်ကျူးနောက်ဒီကျူးမင်းဘာလုတ်ခဲ့တယ်လဲဒါမှမဟုတ်ဟိုဘသူစစ်ဆောင်တွေအတွက်မင်းဘာတွေလုတ်ခဲ့တယ်လဲတော်လိုင်းနဲ့ပတ်သက်ပြီးမင်းတမိုင်ကတခုလက်ပြမင်းလေလိုက်မမှာစောက်ပြတ်တနာစားပြီးစောက်စကားပေါက်ပန်စီပြောနေတော့ကောစကားမုံညိုငါမင်းဒဲစိတ်ခေါ်တာနော် မင်းအမေရိကန်မှာရောက်နေဆိုမင်းငါ့စားတော့မအေးလို့ကြောက်ဖို့နဲ့မိမှာမင်းကြက်ကြက်သိထားဒါမင်းငါပုပ်ကိုရမုံဒီလို့ပေါ့မင်းလုတ်သွားတဲ့ချိန်မှာအမှန်တကယ်စီယုံရင်သွားရမှာတော်လည်းကလာဘာဖြစ်တနိုင်ငံလုံးထွက်လာတယ်လူရတယောက်နဲ့တယောက်မသိကြမသိကြတဲ့ချိန်မှာသူငါမယုံရငါသူမယုံရဒလန်လားမိတ်ဆွေလားမိတ်ဆွေကောင်းလားမိတ်ဆွေဆက်လိုက်ရန်သူလားမိတ်ဆွေလားကျွန်တော်တို့ဘာမှမခွဲခြားနိုင်ဘူး အဲ့ဒါလိုအခြေအနေမျိုးမှာဒီကောင်တွေကဘာလို့ဆိုအဲ့ဒီဟိုတယ်ထဲနေထိုင်ဖို့လူကိုမကောင်းပြောလိုက်ဒီလူမကောင်းပြောလိုက်မကောင်းပြောတယ်ဆိုတာလူပုပ်ကိုကိုမကောင်းပြောတော့ကျွန်တော်လက်ခံဟာ IUD မကောင်းဘူးဟိုလူကဘာဖြစ်လို့ IUD မှာပါရက်ကောင်ကဘာဖြစ်လို့ဒီလူကဘာဖြစ်လို့ဆိုတော့ပောက်ပန်းစီထိုင်ပြီးတော့ထိုင်စကားများများတော့ကျွန်တော်ကနားထောင်နားထောင်ဘယ်ကောင်ဒီကောင်ပါညာဆိုတော့ဟာဒီကောင်တက်ကမုန်းလို့လားဟာဒီလူလူပဲဆိုတော့ရှင်းမွားရအောင်ဆိုတော့ကျွန်တော်ထားလို့ကကျွန်တော်ကတက်ပြီးအပြေဆုံးရှိတယ်နော် အခုကြောဒီတတရားနိုင်ငံရောက်လာကျွန်တော်တို့ပေါ်တာကိုကျွတ်တယ်အများကြီးလက်သက်သေရှိတယ်။ဒါမှကျွန်တော်ဒီနေ့မှာပါလို့ကြုံလို့ပြောပြတာဘာကြောက်လဲဆိုတော့ဒီ905နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နိုင်ငံမှာအတုတွေထွက်လာတယ်ဆိုတဲ့အကြောင်းကိုဘာကြောက်အတုတွေပါလာတယ်လဲ။အဲ့905ကကြီးအတူယူပြီးတော့ तू ဟာနိုင်ငံကြီးလုံးလို့ထွက်ပြေးလာရပါတယ်ဒီမှာစာရွက်ပါစုပြီးတော့မှ UN လာတင်ပြီးတော့အဲ့905ကကြီးနဲ့တတရားနိုင်ငံတွေတွားဖို့အတွက်ပြင်ဆင်ကြတဲ့ အုပ်စုရှိတယ်အဲ့ဒီအုပ်စုမှာတွန်လိုင်းနဲ့ပတ်သက်ပြီးတော့လှုပ်လာတဲ့အထောက်အထားမတွေ့ရတာတွေအများကြီးရှိတယ်အဒီမှာဘာဖြစ်လို့လဲဆိုဒီနယ်စပ်မှာဒီဟိုတဲ့မှာစစ်ခွေးတွေဒီကနေအမှုတွေပါလာလို့ဆင်ရင်နဲ့စစ်ခွေးတွေအမှုဖွင့်ပြီးအေးအေးယူမယ်ဆိုလို့ရှိရင်အဲ့ဒီအဖွဲ့တွေကဦးစားပေးတဲ့အဆင့်ပါညာပါတယ်ဆိုပြီးအဲ့လိုဖြစ်ကုန်ဖြစ်ကုန်တော့ကျွန်တော်တို့ကဆေးထဲမှာနေနေကြတယ်အလုပ်လုပ်နေကြတယ် အဲ့မှာကျွန်တော်တို့လည်းလောစတိုက်ပွဲတွေတပွဲပြီးတပွဲဖြစ်ဖြစ်ဖြစ်တဲ့ခါကျတော့ကျွန်တော်ပြေးစရာမရှိဘူးပြေးစရာမရှိတော့နောက်ဆုံးနယ်ဆက်ကိုကျွန်တော်ထွက်လုံးဝကျွန်တော်ကြုံပိတ်ပြီးသွားအဲ့ဒီအချိန်မှာကျွန်တော်နယ်ဆက်ဘက်ကိုရောက်လာတယ်အဲရောက်လာတဲ့ခါကျတော့ဗါလဲတော်လိုင်းနဲ့ပတ်သက်ပြီးစီစီလုံးလုံးညင်ညွညွညွသွားကြမှာပေါ့အဲ့ဒီမှာကျွန်တော်လိုက်လေးလာတော့အဲ့မှာပြဿနာအကောင်းဆုံးတွေ့ရတွေ့ရတော့အများကြီးပါအများကြီးဆိုပေမဲ့ဒါမှမဟုတ်ဘာကြောင့်ကျွန်တော်တက်ကမုံညိုကျွန်တော်ခေါင်းစဉ်တက်ပြီးပြောလဲဆိုတဲ့ခါကျတော့အမှန်ကကျွန်တော်တို့ကဗါပြတော်လိုင်းအရေးကြီးဆုံးကပ်လာပါတော့နော်2022 လအဲ2လ3လပိုင်း4လပိုင်းအလောက်မှာကျွန်တော်စတော်တော်ရန်နေပြီဒီဘက်မှာအဲ့အချိန်မှာကျွန်တော်ဗာပြောစီယုံကြမယ်စီလုံးကြမယ်ညင်ညွတ်ကြမယ်ဆိုတော့ကျွန်တော်တော်လိုင်းအင်အားစုတွေအများကြီးကိုကျွန်တော်လိုက်စုစည်းတာဘယ်လိုလုပ်ကြမှာကျမ်းမာရေးအတွက်ဘယ်လိုလုပ်ကြမှာလဲဟုတ်လားအဲဒီစစ်ဆောင်တွေအတွက်ဘယ်လိုကူညီကြမှာစစ်မြေပြင်အတွက်တို့ဘယ်လိုကူညီကြမှာဟုတ်လားဒီလိုမျိုးတွေကျွန်တော်တို့တိုင်မယ်နော်ကျွန်တော်မှတတ်သိအများကြီးရှိတယ် နော်ကျွန်တော်ပြောဒီ post link နေကျွန်တော်ခေါ်တာပေါ်ကျွတ်တယ်အများကြီးအဲအဲ့ဒါလေးဒါကျွန်တော်ဂုံဖွဲပြောသဘောနဲ့သဘာဝကိုကျွန်တော်တို့နှိုင်းရှင်ပြီးပြောပြတာဖြစ်တယ်ကျွန်တော်ပြည်သူတွေအဒါပြောပြတဲ့ခါကျအာဒီကောက်တက်ကမုံညို့ပုပ်ကွေရမုံတီလို့ဘာမှပုပ်ကွေရမုံတီတာမဟုတ်တော်လိုင်းရမုံတီတာအဘာကြောင့်တော်လိုင်းရကောင်းတဲ့တက်ဆိုဒီကောင်ကသူ့ဟာနဲ့သူ့ ဟိုတတရနိုင်ငံဟိုတော့ပုံမှန်အတူတက်ပြီးထွက်သွားတာကိုကျွန်တော်တို့ဟိုလေ905ကကြီးပါညာခေါင်းစဉ်နဲ့ထွက်သွားတာဟိုဘာညာကိုကျွန်တော်တို့ခေါင်းနဲ့မရှိဘူးသူကလည်းသူသွားကျောင်းနိုင်ငံသားတွေအကုန်လုံးသွားနေကျောင်းဘာဖြစ်ကျောင်းနိုင်ငံလွန်မြောက်ဖို့လုပ်တာတယောက်ထွက်သွားရင်တယောက်တည်းလုတ်ပေးရတယ်ကျွန်တော်တတ်တာတရားထွက်သွားတရားတည်းလုတ်ပေးရတာတတ်တာဘာဖြစ်လို့ကျောင်းနိုင်ငံသားတွေလွန်မြောက်သွားတဲ့အတွက်ကျွန်တော်ကဒါကျွန်တော်တို့ခုတော်လိုင်းရေးလုပ်ရဆိုတော့ကျောင်းနိုင်ငံသားတွေလွန်မြောက်ဖို့အတွက်ကျွန်တော်တို့လုပ်နေကြတာကျွန်တော်ကြိုးစားနေကျွန်တော်တော့မဟုတ်ကျောင်းနိုင်ငံအတွက် ကျွန်တော်ကလုံးနေတန်းလန်းနေတာသိပါတယ်အခါကျကြော့ဓာချင်းကျေးတာရောမင်းပါညာတငငယ်ပေါ့နေအကူတော့အလောက်ကြီးစွတ်မပြောနဲ့စွတ်ပြောအကူတော့အရင်အနေများအကူကိုစိတ်ပူခဲ့အပဲကျပြသိမထူးနေမထူးဘာဖြစ်လို့ငါတို့သိမထူးနေမလို့ဆိုတော့သိရင်လည်းတိတ်ခါရှိရှိပဲကွာတော်လိုင်းကြီးလုံးကြီးသိတယ်ကွာသူများတတ်တယ်ကွာငါကျင်တယ်ကျွန်တော်စွတ်အလိုတူတာအာမဟုတ်ကိုအဲ့လိုစိတ်ထားလို့မရအောင်နော်အကူဒီလိုမလုပ်ပါနဲ့ဝိုင်းတားကြတယ်နော်အကျဉ်းတင်ပါ ချစ်လည်းချစ်ပါသူတို့လည်းချစ်လို့တာသို့တော့ကျွန်တော်ကအဲ့ဒါတွေတုံလောက်နေလို့မရတော့လောက်ဝမတောင်းနေရဘာဖြစ်နှစ်ဖူးတက်တိုက်ဒူးတက်တိုက်တုံးတက်တိုက်ကြာကက်ကက်တိုးအမဖောက်အမလောက်ရတော့မှအစ်စ်ပိုင်မျိုးမှာကျွန်တော်ကြောက်ရွံ့နေလို့မရတော့ဘူးတိုးဝင်မှရမယ်ဆိုပြီးတော့မှတိုးဝင်လာလူတိုင်းကတော့သေမအောင်ကြောက်တယ်ဒါကသဘောလေးပြောတာနော်တကယ်တရားစကားနဲ့ပြောကျွန်တော်သေမအောင်ဒဇမ်းမောက်ကြီးမစားဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လောကကောင်းကျိုးတွေကျွန်တော်အများကြီးလောက်ထားတာထောက်ထားတယ်ကျွန်တော်မှအများကြီးရှိပါတယ်ကျွန်တော်မိတ်ဆွေအပေါင်းအသင်းတွေအများကြီးတော်တော်များများသိကြမှာပါ ဒါကကျွန်တော်ပါပြောဆိုကျွန်တော်ကောက်ဖို့တွက်လို့လိုက်တာမဟုတ်ငါနောက်တယ်ဘဝမှာကုသိုလ်ရဖို့နော်အဲ့ဒါတွေလည်းကျွန်တော်မစင်စားတာဘာဖြစ်ဒီတိုင်းပြည်ရဲ့စစ်ခွေးစစ်မိတ်ဆာတွေရဲ့မတရားဖန်ဆီးနှိစက်တပ်ဖြတ်နေခြင်းဘေးစိုးမှာငါတို့နိုင်ငံသားတွေခံနေရတယ်ဒီဒုက္ခဘေးစိုးကနေငါတို့လွတ်မြောက်အောင်လုပ်ပေးရမယ်ဒီလိုလွတ်မြောက်အောင်လုပ်ပေးတဲ့အချိန်မှာတေးရဆင်တာဘာမှအကင်းမဆိုင်တော့ဘာတေးခြင်းတေးဆင်းခြင်းဆိုငါလောရမတောင်းတော့တခုတော့ငါလုတ်သွားမှဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲကျွန်တော်တို့လုပ်နေတာဖြစ်ပါတယ် အခုဒါစစောပြောတဲ့စကားလေးအကြပြန်ပေါ့ဘောနော်အရင်ရှင်းပြလို့တက်ကမုံညို့လို့ပါလို့ဆိုတော့အဲ900 900နဲ့ပတ်သက်လို့ကျွန်တော်ပြောပြတာပါအဲ့မှာကျွန်တော်အခုဘောနော်ကျွန်တော်ရဲ့ဒီဝရဲလေးမှာလာပြီးတော့မေးမြန်းနေတဲ့မိတ်ဆွေတို့ကျွန်တော်နိုင်ငံသားတွေအများကြီးပါတချို့ကဟို905ကကြီးတစ်ခုပါတယ်လို့လည်းတစ်ခုတည်းပါပဲလို့ပြောတယ်ဟုတ်တယ်မှန်ပါတယ်ကျွန်တော်တို့ကလည်းမနေ့ကကြားရတဲ့တရင်ကကျွန်တော်ညနေ9နာရီလောက်မှာဟိုတရင်ဌာနတွေတော့မထုတ်ပြန်သေးတဲ့အချိန်မှာကျွန်တော်ဒီတရင်ဝင်လာလို့ကျွန်တော်တော့တေးကြအောင်စုံစမ်းတယ်ဒါပေမဲ့ကျွန်တော်အရန်ဝမ်းသာတော့လေဝမ်းသာဆိုတော့ ကိုတာသမီကိုဆွေမျိုးသားချင်းတွေပေါ့နော်အဲ့လိုမျိုးကြခံနေရတဲ့ချိန်မှာလွတ်မြောက်လာမယ်ဆိုတဲ့တည်တဲ့ခုကြရင်အဲ့ဒီလူတွေရဲ့ဝမ်းသာမှုကကိုယ်တိုင်ခံစားဘူးတဲ့လူတွေမှာအဲ့ဒီဝမ်းသာမှုတိကျလိုက်မှာပေါ့နော်အဲ့အဲ့ချိန်မှာကျွန်တော်ပေးဝမ်းသာစေချင်တယ်အဲ့ဒီဆန္ဒနဲ့ကျွန်တော်ကဘက်ကနကြားရတဲ့ဓာတ်ကနဆိုကျွန်တော်အဲ့လိုပေါ့တက်တော့မယ်ကျွန်တော်တင်ပေးလိုက်ပါတယ်တင်ပေးလိုက်တဲ့ခါကျတော့အပြေမှန်ကကကနနာအတိကျမသိသေးဘူးနော် တိလိုက်တဲ့တေချာပြီးဒီတည်းလှုပ်ပေးလိုက်ပြီးဟုတ်ပြီအကိုအေးအဲ့ဒါဆိုပြီးရောဆိုကျွန်တော်ကောက်တင်အညာ၈နိုင်တတင်းမှာတို့ကျင်ညာဆိုမနေ့ကကျွန်တော်တို့ပြောတဲ့ကြာကျော် post တွေပြန်လေးလိုက်အကိုလို့ရှိညာ၈နိုင်တတင်းမှာအဲ့တို့တင်လာပြီးရတင်လာပြီးရခါကြတော့ဘာလို့လူရွယ်ပြီးလှုပ်ပေးလဲဆိုတော့905ကကြီးပုံမှန်တစ်မျိုးတည်းဟိုသာဒီကောင်တွေကဟိုအကြံစိုးညံ့စိုးနဲ့လှုပ်ပေးလိုက်တယ်လို့ပဲကျွန်တော်တို့သုံးသပ် ဘာဖြစ်အကြံစီတော့ရှိနေမှာလေ905ကကြီးတစ်မျိုးနိုင်ငံရေးကျင်းစားစုအကုန်လုံးလွတ်ပြီလားမလွတ်ပဲနဲ့905ကကြီးတစ်မျိုးလဲရွေလွတ်တယ်ဆိုတော့အကြံစိုးရှိနေပြီဆိုတာဘေးရင်မေးစရာမလိုတော့တေချာဘောက်အကြံစိုးတစ်ခုနဲ့လွတ်ပြီဆိုတာကျွန်တော်သုံးသပ်လို့ရအဲကျွန်တော်လဝေဖန်တဲ့လူတွေလည်းအဲ့ဒါလေးနားလဲဖို့လိုတယ်နော်ကျွန်တော်တော်လည်းလုံးနေတဲ့ကောက်တွေအကုန်လုံးအုံနာအလောက်မသေးဘူးဘာဖြစ်လဲဆိုကျွန်တော်တို့တသက်တယ်ပေါ့အသက်တွေကျွန်တော်လက်ထံမှာအများကြီးဆိုကျွန်တော်တော်လည်းအင်အားစုတွေရဲ့လုံခြုံရေးတွေကျန်းမာရေးတွေပညာအများကြီးရဲ့ကျွန်တော်လုံးနေကြတဲ့ကောက်ဒါမှကျွန်တော်ဟိုလေးဖြစ်လို့မဟုတ်သဘောသဘာဝပြောပြတာ ရလာတဲ့တည်င်းတစ်ခုဟာခိုင်မာတဲ့သို့တော့တည်င်းအလုံးစုံမသိသို့တော့ပါလေတစ်ဖက်မှာကဝမ်းသာစေခြင်းနဲ့စေတနာနဲ့ပြောလိုက်တယ်တည်င်းတကယ်တမ်းထွက်လာတဲ့အချိန်မှာစစ်နိုင်ထိုးတော့တည်င်းအတိအကျထွက်ပါတယ်905ကကြီးပုံမှန်တစ်မျိုးတည်းနဲ့ကိုစစ်ခွေစစ်မိတ်စာနေသည်အကြံစီအကြံစိုးညံ့စိုးနဲ့ရွေချက်တစ်ခုဥတီပြီးတော့မှလွတ်ပေးလိုက်တယ်လို့ပဲကျွန်တော်တို့သုံးသပ်ထားပါတယ်ခင်ဗျာ အဲ့ဒီမှာကျွန်တော်တို့လက်မေးတာကဒီပြင်ပုံမတွေမပေါလား900ငါးငညာတွေမပေါလား90ကကြီးမပေါလား90စလုံးမပေါလားစလိုက်မပေါတချို့ဆိုဘလောက်ဆိုကြောကွန်မတ်တွေတမဆိုတာကြီးကြီးဟိုမရေမှုဆေးမှုအားစကျွန်တော်လက်မေးပါတယ်ဒါပေမဲ့မေးတယ်ဆိုတဲ့ပုံမှာကျွန်တော်ကျင်တတ်ပါတယ်မေးပါမေးသမျှအားလုံးကျွန်တော်တို့ဖြေပေးပါမှာပေါ့နော်အခုကျွန်တော်ပြောပြချင်တာကဘာပြောလို့လဲဆိုတော့အခုလွတ်ပေးလိုက်တဲ့သူတွေတဲ့မှာ လုံဝတင်ကလုံဝတိကျသွားပါပြီ905ကကြီးတမျိုးတည်းကိုသာလွတ်ပေးပါတယ်ကြံတဲ့ပုံမှန်တွေမပါပါဘူးအဲ့အတွက်လဲစိတ်သက်မကြပါနဲ့အားမငယ်ပါနဲ့ကျွန်တော်တို့အားပေးပါတယ်အားတင်တာပါကျွန်တော်တို့နိုင်ငံသားတွေအတွက်ကျွန်တော်တို့အများကြီးအလုပ်လုပ်နေကြကျွန်တော်တယောက်တည်းလုပ်တာမဟုတ်တော့တနိုင်ငံလုံးမှာရှိရကျွန်တော်တို့နိုင်ငံသားတွေလုံနိုင်တဲ့သူတွေအကုန်ပေါင်းလုပ်နေတယ်လို့နိုင်ငံအရေးရမှာရှိနေတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေတော်တော်များများလဲပူးပေါင်းဆောင်ရွက်ပြီးလုပ်နေပါတယ်ကျွန်တော်တို့ ဒီကျွန်တော်တို့အခုနေဦးတော်လိုင်းရဲ့အချိန်ကပေါ့နော်ဒီ2025နှစ်ကုန်ပိုင်းဒီအမြင့်ဆုံးအချိန်တစ်ခုကိုရောက်လာမယ်အမြင့်ဆုံးကျန်းမာအခက်ခဲဆုံးကာလတစ်ခုလည်းကျွန်တော် ဖြတ်တန်းဒါကကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်အဲကျန်းမ်းဆိုတာဖြတ်တန်းမှာဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီပွဲမှာကျွန်တော်တို့ကစဉ်းစဉ်ပြောမှာစစ်ကွေစစ်မိတ်စာကိုအပီး အရင်တော့ခေါင်ညွတ်ချူတာပြီးတော့မြို့ပေါင်းတက်ရကြတော့တဲနေဆိုခေါင်ညွတ်ချူတာတော့ခေါင်ညွတ်ချူပြီးပါလို့ဆိုခါးကိုနင်းချူပဲဒီကောင်ခါးကိုနင်းချူပြီးပြီးဒီစစ်ခွေးစမိတ်စာလုံးဝထားเสียကြအောင်မရှိတော့တကောင်လုံးတတ်ဖို့သေးမှာမဟုတ်နော်စစ်ခွေးစမိတ်စာအကောလုံးမဟုတ်စစ်ခွေးမစမိတ်စာအခုကပါလို့ဆိုဒီကောင်အသက်ဆင်းနေတာခေါင်ခေါင်ညွတ်ချူလို့ဆိုကျွန်တော်အခုမြို့ပေါင်းတက်ရကြတော့တိန်နာတယ်ကျွန်တော်ပြည်သူလူတော်လိုက်သူရဲကောင်းနေတော်တော်များများမြို့ပေါင်းတက်ရကြတော့တိန်နာပါလေတိန်နာတော့တတ်ပါပြန်စစ်ခွေးစမိတ်စာတွေစစ်ဦးကျူပါပြီးစစ်ခေါင်ညွတ်ကျူပါပြီး ကျိုးသွားတဲ့ခါကျတော့ဘာကြံလဲခါနဲ့အောက်ပိုင်းကြံတော့အခုကျွန်တော်ခါကိုတက်နေချိုးဖို့ကာလတစ်ခုကိုကျွန်တော်တို့ရောက်နေပြီအဲ့ချိန်မှာကျွန်တော်တို့ဒီတော်လိုက်ရဲ့ကာလရဲ့အမြင့်ဆုံးရေချိန်တစ်ခုကျွန်တော်တို့ဖြတ်တန်းနေပြီစပြီးဖြတ်တန်းနေပြီပေါ့နော်ဖြတ်တန်းနေပြီဆိုတဲ့ခါကျတော့အခုလိုပဲကျွန်တော်ဒီနိုင်ငံရေးပုံမှတ်တွေနဲ့တက်ခံပြီးတော့မှာ အဲဥပဒေမျိုးမျိုးနဲ့နှစ်ပေါင်းများဆိုတာတချို့ဆို260တို့260တို့အဲ့လိုပုံပုံမျိုးတွေကဆိုကျွန်တော်လက်မေးတဲ့အတွက်စိတ်လည်းမကောင်းဖြစ်မိပါတယ်ဒီလူတွေအတွက်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်အနေနဲ့ပြောပြချင်တာကအားမငယ်ပါနဲ့ဘာဖြစ်လို့ဆိုအကုန်လုံးလွတ်မြောက်ဖို့အကျဉ်းချနေတဲ့လူတွေမို့ကျွန်တော်နိုင်ငံမှာအကျဉ်းမကျဘဲနဲ့လဲဒီကော်ရီမတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်နေတဲ့ဘေးစုဂျူစုကတ်ဆွဲနဲ့လွတ်မြောက်ဖို့အတွက်ကျွန်တော်အများကြီးကြိုးစားနေပါတယ်လို့ အကြောင်မို့ဟိုမလွတ်မြောက်သေးတဲ့သူတွေစိတ်တမကြပါနဲ့အားမငယ်ပါနဲ့အားတင်ထားပါကျွန်တော်တို့ပြည်သူတွေလွတ်မြောက်ဖို့အတွက်ကျွန်တော်တော်လိုက်အင်အားစုပေါင်းမြောက်များစွာတော်လိုက်သူရဲ့ကောင်းပေါင်းမြောက်များစွာအကုန်လုံး तू လှုပ်လို့ရတဲ့အလုပ်ကို तू လှုပ်တယ်ကျွန်တော်တို့လှုပ်လို့ရ तू ကလည်း तू तू တလက်ငါတလက်နဲ့ဟိုပေါ့နော်ကွာနေကြပါပြီအရှိန်ဟုန်ကောင်းကောင်းနဲ့လည်းကွာနေပါပြီမကြခင်မှာ အရှိန်မြင့်မဲ့ပွဲတွေစစ်ခွေးကိုခါးကိုနင်းချိုးပြီးတဲ့အချိန်မှာဒီစစ်ခွေးတွေဒီနောက်ထပ် လှုပ်လို့ရတယ်မလို့ကျွန်တော်တို့ခါအခေါင်းညချိုးပြီးခါကိုနင်းချိုးဖို့ကြံခါကိုနင်းချိုးပြီးရင်တော့စစ်ခွေစမုံတော်ပြီးမျိုးကမ်းပြီးဆိုတော့ဥစ္စာလေးကိုလည်းကျွန်တော်ဖြည့်ဆွတ်ပြောပါတယ်အားလုံးလေးစားပါတယ်ချစ်လက်ချစ်ပါတယ်ကျွန်တော်ပြည်တော်စုတမနာမြန်မာနိုင်ငံတော်သားများအထမစစ်မိတ်ဆာဝါဒီများမတရားဖက်စီးနှိပ်စက်နေခြင်းတပ်ဖြတ်ခြင်းပေးစုမှကင်းဝေးလွတ်မြောက်ကြပါစေအမေစုနဲ့တကွာနိုင်ငံတော်သမရကြီးနိုင်ငံအကျဉ်းသူအကျဉ်းသားများအားလုံးထပ်မံလွတ်မြောက်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါ